ရုပ်ရှင်ဇာတ်ကားကြီးပေါ့နော်မြူနဲ့ရေးတဲ့ဒိန်ဆက်လန်းတွဲလဲပြမယ်နောက်ထပ်ဟိုတခြားရုပ်ရှင်ကားတခြားအဲဒီမြို့နယ်ရဲ့တိတ်အပြင်တခြားဇက်ကား၃ကားပေါ့ဆက်တိုက်ရုပ်ရှင်ကားဆက်တိုက်၃ကားဆက်တိုက်၃လဆက်တိုက်ပြမယ်ဆိုတော့၂၀၂၆ကဘေးရနှစ်လို့ပြောလို့ရတာပေါ့နော်ရှင်းခုံမာရမအဓိကတော့ညီမလေးကြောက်အဲ့လိုမ တယောက်အနေနဲ့တရုတ်ဆောင်တယောက်အနေနဲ့ဖြတ်တန်းကျင်တာဆိုတော့လေကိုယ့်ရဲ့ကားလေးတွေဒီလိုမျိုးဆက်တိုက်ဆက်တိုက်တင်တဲ့ခါကျတော့နောက်ထပ်ကားတွေကားတွေလည်းထပ်ပြီးတော့မှအဲထပ်ပြီးတော့အဲ့လိုအလုံးလုံးခွင့်ရမယ်ပေါ့အဲအဲ့လိုကြောင့်မို့လို့ဟိုဒီရာနဲ့ပတ်သက်ပြီးမင်းသမီးမင်းသမီးဖြစ်ချင်တဲ့ဆန္ဒလေးတဖြည်းဖြည်းဖြစ်လာတယ်လို့ဆိုတော့ဝမ်းသာပါတယ်ဘလို့အခန်းလေးကြိုက်လေဆိုတော့ အဲ spoiling ဖြစ်မှာကြောက်လို့နည်းနည်းတော့ပြောပြပါအဓိကအမရွှေသမီးပေါ့မရွှေသမီးရဲ့ character လေးဆိုလို့ရှိရင်သူကအဲ့လိုအဲဒီဒီထဲမှာသူကမိဘကအဖေနဲ့အမေကအမေကနေမကောင်းစေသွားရယ်အဖေကကြောက်ရယ်နောက်အိမ်အောင်ပြုတ်သွားရယ်အဲ့နောက်အိမ်အောင်ကသမီးလေးနှစ်ယောက်ကသူ့သူ့ကိုနှိပ်စက်တယ်အဲ့လိုအဲ့လိုမျိုး character ပုံစံမျိုးလေးဆိုတော့အာကြည့်ရတာတနာဖို့လည်းကောင်းတယ် အဲပြီးတော့နောက်ပိုင်းသူပြန်ပြီးရောမှပြန်ပြီးရောမှကလဲစားချေပိုင်းလေးဆိုလဲအဲ့လိုကြည့်လို့ကောင်းတယ်အပြစ်မလားအပြစ်မ strong ဖြစ်တဲ့ကောင်မလေးဟုတ်တယ်အဲ့လိုအဲ့လို strong ဖြစ်တဲ့ကောင်မလေးတွေရဲ့ပုံစံဖန်ထားတဲ့လူတွေကအတွင်းစိတ်တွေကအရင်တနာဖို့ကောင်းတယ်တဲ့အဲ့လိုပဲ macho လေးလိုမျိုးအဲ character လိုမျိုးအဲ strong ဖြစ်တဲ့ကောင်မလေးပြေးရကြတော့တိတာလားရှိတယ်ရှိတယ်မရှိတယ်လူမျိုးလေးဖြစ်နေတာဆိုအော်အချစ်ကကောင်းပါတယ်မလူတွေကိုချစ်တာကောင်းပါတယ်เนาะအချစ်နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုး တေချာပြောရမယ်ဆိုရင်တော့လောလောဆယ်ကတော့အလုပ်ရယ်မိဘရယ်ကိုပဲတေချာချစ်ဖြစ်ပါတယ်။ကျန်တဲ့လူတွေကိုမချစ်အားတယ်။ တော့ကိုအေးချမ်းမောင်နဲ့ဆိုလို့ရှိရင်ညီမတို့ဒီ series တကားစုံပြီးရယ်ဒီမဟာနဲ့ပဲအဲ့မှာဆိုလို့ရှိရင်အကူက item အရန်ကောင်းတယ်သူ့ item ကဘယ်လောက်တောင်ကောင်းလဲဆိုလို့ရှိရင်ဘေးတို့ဒီဘက်ကတရုတ်ဆောင်တဲ့လူကမုကပြန်ဝင်သွားတဲ့အထီကိုသူတရုတ်ဆောင်တာတကယ်ကိုကောင်းတယ်အဲအဲ့လိုပဲမတ်ချူလေးလဲလို့ပဲမတ်ချူလေးဆိုရင်အငွေရောအရည်ရောဟာသရောအကုန်လုံးရရတယ်တကယ်ကိုအားကျရတယ်မင်းသမီးပါဟုတ်အဲဘေးဆိုလို့ရှိရင်အဓိကကဘေးကအင်း ဘယ် character မဆိုတရုတ်ဆောင်ကြီးချင်တယ် challenge ဖြစ်တဲ့အဲ character အကုန်လုံးတရုတ်ဆောင်ကြီးချင်တယ်အခုဆိုလို့ရှိရင်တော်တော်များများ character တွေစုံနေပြီပေါ့နော် အားတအားလှုပ်ချင်တဲ့ character ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ gypsy ကောင်းပါလေဟိုကိုရီးယားကားတွေကလိုမျိုးလေလုံးဝအဲ့လိုကျမ်းမဲ့ရမ်းမဲ့အဲ့လို leather jacket တွေရနေတယ်အဲ့လိုမျိုးအဲ့လိုမျိုး gypsy ကောင်းပါလေ character နဲ့တရုတ်ဆောင်ကြည့်ချင်တယ်ဟုတ်ဟာဒီနှစ်ကပေါ့နော်ဒီနှစ်မဟုတ်2026မှာပြမှာ2026တလပိုင်းမှာအဲတလပိုင်းမှာဒီမြူနဲ့ရေးတဲ့တိန်ညီမလေးအားခဲထားတဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးပေါ့နော်မြူနဲ့ရေးတဲ့တိန်ဇလန်တွဲလေပြမယ်နောက်ထပ်ဟိုတခြားရုပ်ရှင်ကားတခြား အဲဒီမြို့နယ်ရဲ့တိတ်အပြင်တခြားဇက်ကတုံးကားပေါ့ဆက်တိုက်ရုပ်ရှင်ကဆက်တိုက်တုံးကားဆက်တိုက်သုံးလားဆက်တိုက်ပြမယ်ဆိုတော့2026ကဘီရဲ့နှစ်လို့ပြောလို့ရတာပေါ့နော်အဲမြို့နယ်ရဲ့တိတ်ဇက်ကအရန်မျောလွန်ထားတယ်မှာဘာဖြစ်လို့လဲဆိုတော့ तू ကလေလုံးဝမြန်မာကားကြည့်ရတယ်မတူ तू ကလုံးဝအထက်ထဲမှာလဲစတိုရီကလုံးဝအဲ့လို အဲနိုင်ငံခြားပုံစံမျိုးအဲ wardrobe တွေကလည်းနိုင်ငံခြားဆန်ဆန်လေးနဲ့ရိုက်ထားတာပြီးတော့ပါတဲ့အတားတွေလည်းအဲ့လိုနိုင်ငံခြားဘူးဆန်ဆန်ရုပ်လေးတွေးထားတာပေါ့နော်အဲ့ဒီမှာဘေးကတော့ dry အဲ dry တာရဲ့ရွေးချယ်မှုအရာမင်းသမီးအစ်စ်အနေနဲ့ပါတာပေါ့ dry တာအမောလည်းကျေးဇူးတင်ပါတယ်ဒီနေ့ကနေခုလိုရွေးချယ်ပေးလို့အဲအဲ့ဒါပန်းရောင်အချင်းရောက်ရမှာဘေးကကြပန်းရောင်ကိုကာကွယ်ရတာအဲဒီထဲမှာမျိုးရိုးကုန်ထိမ့်သိမ့်တဲ့ကောင်မလေးဘေးရဲ့အကူအကားကြတော့အဲအုပ်စု နှစ်ယောက်ကအရင်အဲ့လိုမျိုးမျိုးမျိုးခုံနဲ့နည်းနည်းဟိုပါဖြစ်တဲ့ကောင်မလေးပေါ့အဲပန်းရောင်အားကြတော့နည်းနည်းလေးအဲ့လိုအိမ်မှာအလုပ်လုပ်တဲ့ကောင်မလေး အဲ့လို character မျိုးပါဒါပေမဲ့ပန်းရအောင်ကောက်ွယ်ရညီမလေးကအဓိကကလေအဲ့ဒီရဲ့အခုချိန်ပင်တရားကိုသွားလို့ရှင့်အဲ့မှာပင်တရားမှာညီမလေးတို့နှစ်လလောက်ရိုက်ခဲ့ရတယ်ရိုက်တဲ့ချိန်ကမိုးရသည်ဒီလေဖြစ်တယ်ဆိုတော့အဲ့လိုမျိုးဒီအာမိုးရသည်ရောက်ခန့်နီးမှာစရိုက်တာရိုက်တော့အာအဲ့လိုပေါ့နော်အရှုခင်းနေတအားလာတယ်အဲ့တနေရာကိုတွားပြီးရိုက်ဖို့အတွက်ဆိုလို့ရှင့်လေအဲ့လိုမျိုးဟိုဘာလဲဘတ်ကားတွေနဲ့သွားရတယ်ရွှွန်တော်ကြီးထဲမှာကားဖြတ်လို့မရတော့လို့လမ်းလျှောက်သွားရတဲ့အထီကိုဖြစ်တယ်ပေါ့နော်အဲ့ရေကန်ကြီးဆိုလဲတအားလာတယ်ဒါပေမဲ့ အခုအဲ့ရေကန်နေပါရဲ့အဲ့လိုအခုညီမလေးတို့ရိုက်ထားတဲ့ view လို့မရှိတော့ဘူး။ဘာလို့လဲဆိုတော့ရေကြီးပြီးတော့လေတနစ်နဲ့တနစ်ဒီဇိုင်းကမတူတော့ဘူးအဲ့လိုဖြစ်သွား။ရှင်းခုံမာတယ်မှာအဓိကတော့ညီမလေးကြောင့်အဲ့လိုမင်းသမီးတယောက်အနေနဲ့တယောက်ဆောင်တယောက်အနေနဲ့ဖျက်တမ်းကျင်လာဆိုတော့လေကိုယ့်ရဲ့ကားလေးတွေဒီလိုမျိုးဆက်တိုက်ဆက်တိုက်တင်တဲ့ခါကျတော့ပြေးတက်ကမမီးရဲ့နောက်ထပ်ကားတွေကားတွေလည်းထပ်ပြီးတော့မှအာ ဲထပ်ပြီးတော့အဲ့လိုအလုံးလုံးခွင့်ရမယ်ပေါ့အဲအဲ့လိုကြောင့်မို့လို့ဟိုဒီဒီရနဲ့ပတ်သက်ပြီးမင်းသမီးမင်းသမီးဖြစ်ချင်တဲ့ဆန္ဒလေးတဖြည်းဖြည်းဖြစ်လာတယ်လို့ဆိုတော့ဝမ်းသာပါတယ်ဟုတ်တယ်မြူနဲ့ရေးတဲ့အရင်ပြမယ်ပြီးတော့အဲကိုမြင့်မြတ်နဲ့ရိုက်ထားတဲ့အဲကမ်းခြေမှာတော့အဲ့တော့ကညီမတို့ကမ်းခြေမှာရိုက်ထားတဲ့ကားလေးအဲ့ကားကတော့မာယာမာယာကြောင့်မို့တော့နာမည်ကိုပြန်ချိမ့်မယ်လို့ပြောလို့နာမည်ကတော့ဟိုဖြစ်တယ်မာယာကြားလို့တော့ပြထားတယ်လောလောဆယ် အဲအဲ့ဒါပြီးတော့နောက်တစ်ခုကကိုနေဝင်းနဲ့ရိုက်ထားတဲ့စိန်ကြုံစိန်မခေါ်နဲ့အဲ့ဒါလည်းမချူလေးတို့နဲ့ဟုတ်အဲ့ကားလေးပါအဲအခုပေါ့နော်ဒီ2026ကနေစပြီးတော့မှညီမလေးရဲ့ရုပ်ရှင်တွေကလည်းစတိုက်ထွက်လာတော့မယ်ပြီးတော့ series တွေလည်းစတိုက်ထွက်လာတော့မယ်အခုဆိုလို့ရှိရင်လည်း series တွေလည်းရိုက်နေပါတယ်ဒီမဟာ production နဲ့လည်းအတူတူတွဲပြီးလှုပ်လှုပ်နေပါတယ်အဲ့တော့ဒီကိုလည်းအပိတ်ချက်ပါအောင်လို့